တို့ညာကိုအားပေးနှဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆရာမကြီးခင်ဆွေဦးရဲ့ခွာစိုးဦးကပန်းဖူတဲ့အပိုင်းငါးကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ခင်ဆွေဦးခွာစိုးဦးကပန်းဖူတဲ့အပိုင်းငါးစပိုင်းရိတ်သိမ်းပြီးစအချိန်မှရုပ်ရက်တော်ကြီးမှာ669တွေနဲ့တမျောတခေါ်ကြီးဖြစ်သည် နှင်းငွေဤပလဲဥသည်သာမြေပြင်ပေါ်ဆွဆွစီပြီးတိတ်တီးကလျက်ရိုးပြရနံသည်လေအဝှေ့တွင်ဝေးဝေးပါလာလေသည်နနက်နေရောင်ကြီးသည် ဖြာ၍လင်းလာပေပြီအုံးငပြော ကရော့ပွဲအပြင်ကောက်ညင်မောင်မုတ်လုံးရွှေပေါ်မုတ်ပိနေစီအုံးသည်စိမ့်ထန်းလျက်ကွန်ရာလက်ဖက်ပွဲများပြင်ဆင်ပြီးလဲဥမှာတင်လေသည် မုတ်ဖြူမုတ်နီပွဲပါပြီလားအဖီတို့ကအစုံမစုံမေးသည်မလုံးရီပေါ်နဲ့မုတ်ပိနေစီကို မုတ်ဖြူမုံနီွယ်ဟုအဖီတို့ကခေါ်သည်။ကောက်လိုက်ကြီးကြီးကိုလည်းမိမဝိဆုံစင်ရင်ထားပြီးဖြစ်သည်။နွေနွေတခါကဝတ်ဖူသောခရစ်ပွင့်ရိုက်ပန်းရဝိဆုံကိုအပေါ်အောက်ဆင်တူဆင်ပေးထားသည်။ပုံမကြီးရှင်မကခစ်ဆန်နေနော်။အပြန်စားပဲ။အဲ့ဒါနွေနွေစင်တာဟုနွေနွေကကြွားနေသည်။အဖီဤဆန်စုကိုထိတ်တွင်တက်လျက်ဖဲပွင့်ပန်းရောင်ကိုလှလှပပခြီထားသည်ဖဲပွင့်နှင့်ဝတ်စုံမှာမြင့်စုရင်မွေးနှင့်ကြိုင်ကြိုင်နှင့်သင်းပြန့်ထုံလှိုင်းနေသည် လှဲဦးရင်မုတ်ပွဲများပြင်ကြောက်ပြင်းတနက်ခါနဲ့မန်များပါတင်လိုက်သည်အင်ကြီးတဲ့ထမင်းကြီးကအကုန်အစ်တေးကြီးပဲယူရီးယားဘော်လီတစ်ထည်ပဲအဟောင်းပါတယ်အဲ့ဒါမမတင်လဲစီကခုနှစ်ချက်နဲ့ပြန်ဝယ်တာတပတ်ရစ်ကိုစိတ်မကောင်းပါဘူးနွေနွေးသည်ကလေးငယ်တယောက်ပမာဝမ်းမတ်တနေပြောနေသည်ဆော်ထူကတော့သဘောကျတယ်လို့လက်ခုပ်လဝါးတီးကကွန်းတစ်ဖြစ်ဖြစ်ဝါးနေရမှာရှင်မတဲ့ကောင်းတာပဲခင်သန်းတို့အတိုင်းပဲနောက်ကနေချင်းခင်သန်းတို့မှခင်သန်းတို့ပဲလှလိုက်တာဟဲဒီကောင် နွေနွေဤအဖီးကစောတူဤခေါင်းကိုလှမ်းပုတ်ပြီးအားလုံးတတော်တော်ရေမောမိကြသည်။မိုးဟင်းဤအဖီးနှင့်နွေနွေဤအဖီးတို့ကဝတ်စားစင်ရင်ထားသောကောက်လှိုင်းကြီးကိုဖေးမကိုင်းက။ကိုင်းပုံမကြီးရှင်မကြီးကျွန်တော်မတို့လေယာလုတဲ့အခါမိုးခေါင်လဲရေမရှာမိုးကောင်လဲရေမနစ်လောက်ကန်ရအပြက်အစီးမရှိနှစ်စင်ကောက်ပဲသိနံဖွံ့ဖြိုးပြီးချမ်းသာကြွယ်ဝပါစေ။ဆောင်ရှောက်တော်မူပါ။နှုတ်မတူတူရွတ်ဆွတောင်းလိုက်သည် ထိုနောက်ဦးစီပုံပေါင်းများနဲ့အတူတလင်းထဲရှိစပားပုံကိုခုနှစ်ပတ်လှည့်ပတ်ကြသည်ကလေးငယ်လူရွယ်တို့၏အတိုင်းအဖောက်တန်ချက်ထိုးတန်တို့သည်ဝေဝေစီစီလဟပြင်ဝဲလွင့်ပြန်လာလေတော့သည် ဖုံးမကြီးရှင်မာနိုပြင်းကိုရောင်ကြလဲဦးမာပေါ်သုံးတောင်ကျော်တဲ့ဒုစပါမထွက်တင်လားထွက်တင်လားဟေထွက်တင်ပြီထွက်တင်ပြီဟေလာမောင်တို့ဝါထိုနေ့ညကနွေနွေကြီးအဖူပြောတော့ပုံကို နားထောင်ရသည် ချောတူအတိုင်းအောင်မှီ၍ငိုက်မိနေသည်နွနွေးနှင့်မိုဟင်းတို့သည်ဒူးချင်းထိကက်ထိုင်ကြလျက်အဖူးပုံကိုစိတ်ဝင်စားနားထောင်နေကြသည်အဖူးဟာကြမ်းတက်ပုတ်ကိုမူပါဠိစကားများရွတ်ပြပြီးမှစသည်လောက်ကြံပုံမြင်ဒါနာရီမဟုတ်ဘူးကွာမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တဲ့အဖြစ်ဓမ္မပရာအထကထာပါဠိတော်ကနဟိဝိရနာဝေဒာနီဆိုတဲ့ဂါထာနဲ့စတဲ့ကာလိယခဏီဘလူးမဝိတ္ထုပဲ ဟိုးရှိရှိတုန်းကဗျမနာဘုံသားတယောက်ဟာသူ့အမေကမျိုးဆက်မပြတ်အောင်အိမ်အောင်ဖြုတ်ဖို့တိုက်တွန်းလို့မိမယူတော့အဲ့ဒီမိမဟာအမြုံဖြစ်နေတယ်တဲ့နောက်တစ်ခါသူ့အမေကမိမနောက်ထပ်ယူဖို့တိုက်တွန်းမြန်တော့ဟုံးမိမနဲ့ရောဖြစ်နေတာပေါ့နွေနွေရမကြေမနက်နဲ့ဝင်ထောက်တည်ဒါပေါ့ကလေးမှမမွေးပဲမယကြီးကလည်းနောက်ထပ်ယူဖို့မိမကိုသူ့သဘောတူတဲ့ဟာရှာပြီးသူ့လင်ကိုပေးစားတယ် ကန်းလျော်စွာနောင်မင်းမာမှာပြိတ္တိတွေရှိလာတဲ့။ဒီတော့အရင်မယဲကြီးကမနာလိုစိတ်နဲ့မယဲငယ်ရဲ့အစာတဲ့အစိတ်ဆေးတွေခတ်ကြွေးတော့ပြိတ္တိတွေမတည်ဘူးပြေရရှာရောတဲ့။ဒုတိယချိန်လည်းဒီနေ့တိုင်းပဲအစိတ်ခတ်ကြွေးပြန်တယ်။တတိယချိန်ကျတော့အဲ့ဒီမင်းကလေးကိုဝင်ပြက်ယုံနေမကဘူးသူ့အသက်ပါပါသွားတယ်။ဟွန်းသိဆိုတဲ့မင်းမာတယ်နော်။နွေနွေရအမှတ်ချက်ချနေသည်။စောထူကမျိုးလုံးများမှေးစင်းနေရမှမိမတွေကဥလိုတယ်။ဒါလည်းတော့ ညနှုတ်ယောက်ျားရဲ့ဥတော်ရင်သာဆိုတာနွနွေးသည်စောထူအားရန်ထောင်ရဲ့မျက်ဆောင်တစ်ချက်ဝင်လိုက်သည်ဆိုရဲဆိုရမှာတဲ့သူ့စိတ်သူမနိုင်နာပေါ့ကွယ်တကယ်တမ်းကြတော့သူကခွင့်မလွန်နိုင်တော့ပပဆက်ဆက်မကြံကောင်းတာတွေကြံတော့တာပေါ့မယံငယ်ရလဲမယကြီးရဲ့လက်ချက်ကြောင့်ဒီလိုဖြစ်ရတာကိုသိရတော့မတည်ခင်လေးမှာရန်ညှိုးတုံ့ပြန်လိုတဲ့စိတ်နဲ့ဖြစ်ရပေါ့ကနိုင်ရပါစေလို့ဆုတောင်းတဲ့တေတော်ဒီအိမ်မှာပဲကြောင်မလာဖြစ်ပြန်တယ် မယားကြီးရုပ်မာတာကိုလည်းလင်းရတိပြန်တော့နင်ကအမျိုးအနွယ်ကိုဖျက်တယ်ဆိုပြီးထူထောင်ရိုက်နှက်ပုတ်ခတ်လိုက်တာတေပြန်ရောတေတော့ဒီမယားကြီးကဒီအိမ်မှာကြက်မလာဖြစ်တဲ့ဟောကြောင်နဲ့ကြက်တွေ့ကြပြန်တာပေါ့ကြက်မကဥရိဥကြောင်မကဥရိကိုစားနဲ့နောက်ဘဝကြတော့တခါကြက်မကကြက်တင်မဖြစ်ကြောင်မကတမင်ဖြစ်ပြန်ရောတမင်မကမွေတော့ကြက်တင်မကစားပြန်ရောတဲ့ဟွန်း ဒီတစ်ခါတော့မရင်ငယ်ကတမင်မအဖြစ်နဲ့သူ့ကလေးတွေကိုစားခံရအောင်နော်။နွေနွေရကြားဖြတ်မင်းနေတယ်။မှိန်မီရဝဲနွေနွေမျက်နှာလေးတွေဆရာထက်တန်ခြင်းဖြင့်ဝင်းပြောင်းနေသည်။သူ့ချစ်ဆန်မီပြားကို ရှီလိုက်ကြက်လိုက်နှင်ဆော့ကစားနေသည်။အဖိုးဒီထုံးတို့ထားသောလက်နှင့်မှန်အိမီကြမြင်ကတန်ရာဆိုတာလဲတာပေါ့ကလေးရဲ့ဒီလိုပဲတပြောင်းပြန်ပြန်နဲ့နောက်တစ်ဘဝကျတော့မရကြီးဖြစ်တဲ့တမင်မကဘလူးမဖြစ်မရငယ်ချက်တဲ့မကလူအမျိုးသမီးဖြစ်နေတယ် ဂရမမြတ်စွာဘုရားအထင်ရှားရှိတဲ့သာသနာလေးထွန်းကားလာရောလူမနဲ့လူမတို့ဟာဘဝအဆက်ဆက်ကရညှိုးရှိကြတဲ့ဝိကျွေးတိုင်းအမျိုးသမီးမွေးတဲ့တားတိုင်းဘလူမကဥပေတမြင်နဲ့ကလေးငယ်ကိုယူယူစားလေးရှိတဲ့တတိယအကြိမ်ကျတော့အမျိုးသမီးဟာဘလူမအကြောင်းကိုသိတော့တင်းချောင်ပုံအောင်နေရောတဲ့ဘလူမကလည်းသူ့ပုံအောင်တဲ့နေရာလိုက်ပြန်ရောအမျိုးသမီးကလည်းဘလူမလာတာကိုအဝေးရမြင်ရင်ထိတ်ထိတ်လန့်လန့်နဲ့ကလေးချီပြီးထွက်ပြေးတာဖခင်အကြောင်းတော်ကိုရောက်လာပြန်ရောတဲ့ ဘလူးမားလည်းအစင်တဆိုင်လိုက်တော့ဖះเจ้าထိရောက်လာပြန်ရောတဲ့သူတို့နှစ်ဦးမြတ်စွာဘုရားရှိတော်ရောက်ကြတော့မြတ်စွာဘုရားကနဟိဝေရနာဝေရာနိအစချီပြီးရံကိုရံညင်မတုံနှင်းလျာလို့ဟောပြောတဲ့တရားတော်ကိုနားကြရတာနဲ့သူတို့နှစ်ယောက်တင့်မြတ်ကြပြီးကလေးလေးအသက်ချမ်းသာရရတယ်တဲ့ဘလူးမားလည်းသောတာပန်ဖြစ်လာတယ်တဲ့သောတာပန်ဆိုတာဘာလဲအဖူမိုးဟင်းကကြားဖောက်ရင်မေးပြန်ကြီး ။ဘုရားကျင့်ပြီးအဆင့်လေးဆင့်ရှိမှပထမဦးဆုံးအဆင့်ကိုရသွားတာလေ။သောတာပန်ဖြစ်ရင်အပေတကားပိတ်တယ်တဲ့။ဘယ်တော့မှအပေငရဲမကြတော့ဘူး။အဖူဟာကလေးနားလေလွယ်အောင် ရှင်းပြနေသည်။မင်းတို့ကဒါနဲ့ဆက်ပြောပါအောင်ဖူ။ဘလူးမကိုအမျိုးသမီးကအိမ်ခေါ်လို့သူ့အိမ်မောင်းတင်ကုန်မှနေစီတယ်တဲ့။ဒါမဲ့ဘလူးမကတော့စိတ်ညင်ရအရက်ဖြစ်တဲ့ရွာနဲ့မနီမွေတော်ရနေပြီသူ့ကိုနေတိုင်းယာကုထမင်းဥရူကိုလှုပ်ကြွေးရတယ်တဲ့ဘလူးမကဂျေဆုတုံ့ပြန်သွားအဖြစ်အမျိုးသမီးနဲ့သူ့သားကိုစောင့်ရှောက်ပြီ လေယာလုတ်ချိန်မှာမိုးခေါင်လည်းရေမရှာမိုးကောင်းလည်းရေမနစ်ကုန်းကြီးကြိုင်ဝန်းအရက်တွေကိုညွှန်ကြားပေးတဲ့အတွက်လုပ်ငန်းအပြည့်အစုံမရှိအောင်မြင်ချမ်းသာလာတဲ့အဲ့ဒီဘလူးမအဖူးပြောမယ်လေဒီလိုကုန်းကြီးကြိုင်ဝန်းရမရွေးနိုင်မဲ့လုတ်ကန်ညာတဲ့တရွာရဲနေလေသမားများကချွေရင်းဖြက်စီပန်းများလာတဲ့အတွက်စောစောအမျိုးသမီးနဲ့တအားချင်းတက်ပြီးတော့ဘလူးမဂျေဆူကိုပြန်ပြောပြတယ်လေအဲ့ဒီကနေတစင်မြေတစင်ဘလူးမကိုရွာနဲ့အဝုံမြို့နဲ့အလိုက် ပူဇော်ပသရရာကခုခေတ်ကာလတိုင်အောင်ဒီအလေးအထားကိုလုပ်နေကြရတာပဲပုံးမကြည်လို့ဘာလို့ခေါ်တာလဲမိုးဟိန်ကမေးခွန်းထုတ်လိုက်သည်အဖူးကပြုံးလျက်ဒီလိုဟာ तू ကစိတ်ငြိမ်တဲ့နေရာမှာပုံအောင်နေရာမှာကြည်လင်တဲ့အတွက်ပုံးမကြည်လို့နာမည်တွင်တဲ့ကာလကြာတော့ပုံးမကြည်ခေါ်လာတယ်တဲ့ဟာအဖူးနာမည်ကလည်းအပြန်စားပဲဗျကြည်စီအေးစီဖိစ်ပဲဗျပုံမကြီးဆိုတော့လှလဲလှတယ်ခစ်လဲမိတယ်စောထူပါသဘောကျနေသည် တချို့ကလည်းဖုံးမကြီးလို့ခေါ်ကြတယ်ပုံနှကြီးလို့လည်းခေါ်ကြတယ်ပုံနာဆိုတာပြည့်စုံခြင်းလို့အဓိပ္ပာယ်ရတယ်ကြီးဆိုတာကတော့စပယ်ကြီးစပယ်ကြီးတွေကိုပြည့်စုံအောင်ဆောင်ရွက်ပေးတဲ့နှက်လို့ဆိုတယ်နောက်ပြီးတင်တကရိုက်ဘာသာနဲ့ပုပ္ပကြီးဆိုတာကပုပ္ပကအဥ့တဲ့ကြီးကအိမ့်နဲ့အိမ့်ဥ့နဲ့လို့အဓိပ္ပာယ်ရတယ်တဲ့ဟိန်နူနဲ့မမလည်းသူ့ဘာသာနဲ့သူအခေါ်အဝေါ်ရှိကြသေးတယ်အဖူမမှတ်မိတော့ဒါရောအဖူကအများကြီးမှတ်မိပါတယ်မိုးဟိန်းနေအဖူပြောတာတွေကိုဆောက်ရက်ခဲတန်တို့နဲ့အသေးစိတ်ရေးမှတ်နေသေးသည် အခုကသူပြောတာတွေကိုလူငယ်တွေကအမှတ်သားနိုင်ယူတဲ့ဖြင့်ဟောင်းမြောင်ဝမ်းသာဖြစ်နေသည်ပြီးတော့နောက်တစ်ခုရှိသေးတယ်ကွလေသမားတွေစပားလေးတဲ့အခါဘလူးမေးနှင်းသားတောင်သူပူလာပြီဟေ့ဘလူးမေးတောင်မောကလေခေါ်ခဲ့တော့ဟေ့ပြောပြီးလေချွင်ရင်လဲစပားလေးနိုင်အောင်လေတိုက်လာတယ်အဖူဒီလိုခေါ်ရင်ဒီလိုပဲလေလာရလားမိုးဟင်းကမေးလိုက်သည်အဖူကရေမောလေးရဲ့မသိပါဘူးကွာအဖူကတော့တခါမှမခေါ်ဘူးကိုဘသာကိုလှုပ်လိုက်တာပဲ သူများအာကိုလာတဲ့ကိုယ့်ဘာသာကိုအာကိုရင်မကောင်းဘူးလားကိုကိုကိုတော့ခိုင်းနေတယ်လို့ခိုင်းလို့ရတယ်လေအဖိုးနဲ့ရောက်တဲ့ရာရာပြောတော့အချိန်နိုင်နွဲ့နွဲ့ဤခေါင်းကြီးငှိုက်ကြလာလေသည်ညမကြမီနွဲ့နွဲ့သည်အိပ်ပျော်ခြင်းသို့ရောက်လေသည်မိုးဝင်းပါမောအိပ်နေသောနွဲ့နွဲ့ကြောင့်ရုတ်တရက်အိပ်ရာထဲမဝင်ပြည့်ထက်လက်ရက်တောင်နှင့်ခြင်းများကိုလည်းမောင်းမြင်ပြရသေးသည်နွဲ့နွဲ့နိုးသားမည်ဆိုသောကြောင့်ခန္ဓာကိုယ်ကိုညောင်းလျက်ကမလှုပ်ရဲမလှဲ့ရဲနွဲ့နွဲ့ပါးစပ်ဖြားတွင်ဖြက်လျက်ကြနေသောတစ္ဆန်မီကိုအသာကိုင်မကဖယ်လိုက်ချိန်၌ပင် နွေနွေနူသွားမှာစိုးထိတ်လာသည်ဟဲ့ကောင်မလေးအိမ်နဲ့သွားအေးချင်အဖေကအော်ရောမိုးဟိညီအတာလက်ကရရင်သူ့နှုတ်ခမ်းပေါ်လက်ညှိုးတင်လိုက်သည်အဖိုးကနွေနွေအားအလိုလိုက်ခြင်းဟန်နဲ့နေပါစီအောင်လေငါနဲ့မိုးဟိစကားပြောနေကြတာပဲအိတ်ပါစီအောင်စောထူကတော့ဖျားဆင်ရှိရင်ကျွန်တော်မထောင်မဲတုံးလုံးပက်လက်လဲကအိတ်နှင်လေးပြီမိုးနဲ့ဆူရသောဖာထေးရများနဲ့ကျွန်တော်ကိုအဖေကထုတ်ယူလာကထောင်ပေးလိုက်သည်ဖိုးစောထူ နင်းချောက်ကငါးချောက်အပေါက်တဲ့ဘောင်းမီဝင်တယ်လို့မရှိုးလိုက်နဲ့တော့ငါမှအပိုးစလိုဒီတစ်ခုပဲရှိတာနွေနွေဤအဖီးစကားကိုရဲမိကြသည်အားလုံးမောပန်းနေကြသဖြင့်နွမ်းလျာသောမျက်နှာများနှင့်အိတ်ငိုက်မြင်နေကြပြီးအဖူးနှင့်မိုးဟိန်သာငုတ်တုတ်ထိုင်ကကြံ့ရစ်သည်နွေနွေဤမျက်ခေါင်အားမှမျက်တောင်ကော်ရိုသည်မှေးစင်းလျက်နှုတ်ခမ်းလေးများကမပွင့်တပွင့်ဟနေသည်တကယ်ကလေးငယ်ဗမာတန်ဆင်သောဝိညာဉ်အရေးကမျက်နှာလေးပေါ်ခြုံလှမ်းနေသည် ငွေလာချမ်းနဲ့ကျဲဝင့်များကိုပထမပေါင်ခတ်လျက်ညမကြီးကားတစ်ချက်ကိုချဲ့ရေးလီပြီးမိုးပြတင်လေးတို့တရရဲ့လွင့်ပါက အဖြူမြင်ရှိသွဲ့သွဲနဲ့ငကားငွေရမ်းမှလည်းညအရေးကိုတင့်တောင့်တင့်တယ်ဖြစ်စေသည်အပြင်မှပလွေတန်သည်ညရန်တေးကိုတီဖွဲ့ကနေသည်အဖူးပြပြနေသော လောကနေတိသည်မိုဟိနုလိုလူငယ်ရိအဖို့အနှစ်သာရဖြစ်တော်လဲမောပန်းနေသောမိုဟိဤမျက်တောင်များကိုမြှက်ကွေးမှီးဆင်းစေသည်ဥချိုရှိသောတရဝါကိုအတောင်90ရှိသောအယတ်မှကျင်းရာ ညင်းကိုကအတောင်တရာမှကျင်ရ၏အဆွေရှိသောဆင်ကိုကအတောင်တထောင်ငါသာလျင်ကျင်ရ၏သူမကောင်းကိုကအရက်ကိုဆွန့်သဖြင့်ကျင်ရ၏ညမကြာမီပင်အဖူးရဲ့နွဲ့နွဲ့ရဲ့မိုးဟင်းရဲ့တဲ့အရာတဲ့တစ်ချောင်နဲ့အိတ်ကြလေသည်ဒီတော့ကနွဲ့နွဲ့ပေါ်နှမငယ်တယောက်ပေါ်မှာထင်စားမိရှာသေးသည်မပြင်းမရက်ပါဘူးဘလို့ပြင်းမကျွလွန်ရက်မည်လဲကိုနှမငယ်ကနှင်းပမာဖြူစင်လာစွာသည်ပလွေတန်ကစောင်းရင်နှင်းရဲ့ ချစ်သူရဲ့ကိုလွမ်းတွဲတွဲနှင်ကျူနေသည်ထိုညထိုအချိန်ဆောင်းစုသည်ကအေးမြခြင်းကိုတရုပ်ဆောင်နေဝင်းနှင်းမြူကတန်စင်နေလူအိဗေကိုယူမေချစ်သူကကွယ်ဆောင်နေရဲ့နှင်းလူဖြူတယ်ဆောင်းရဲ့နှင်းရဲ့ကိုချစ်သူရဲ့အတူတူပါပဲကွယ် ရန်ကုန်ရောက်လာကြတဲ့ကကိုရောင်တန်းထရရင်နေထိုင်ရသောမိုးဟိန်းနဲ့စောထုတို့ဘဝကိုနွဲ့နွဲ့တို့အဖူရောမိုးဟိန်းတို့အဖူရောဟာမကျေနပ်ကြ။ဥမြင့်ဆန်တို့နဲ့တကွာဒေါ်ကျူဆန်တို့မိဘတွေလက်ထက်ကလေးကဒုတိယကဘာစစ်စစ်ပြေးဘဝအဖူတို့ဘယ်လိုထားခဲ့သလဲ။ထို့နောက်ဒိုင်ဦးမှဘကိုးတရှာကိုဆန်စပားအထွက်များနေသဖြင့်ဓနဗလာဆန်ဆက်လူခန့်ထဲသောဆန်ဆက်များတိနိုင်သည့်အထိအဖူတို့ကူညီခဲ့ကြသည်။ဥမြင့်ဆန်တို့ညီကိုတွေတားစင်မြည်ဆက်အသည့်ခိပညာရက်တွေအရာရှိကြီးငယ်တွေဖြစ်လာကြတာကိုအဖူးတို့ဝမ်းသာလို့မစုံ။ သူတို့အတိုင်ဝန်သည်ဂုံလဲရှိသည်ငွေလဲရှိသည်ထိတ်တန်းပညာလဲတက်မြောက်ကြသည်ဘာလို့သေးလဲသူတို့၏မှာပြောင်းလဲနေသောကျမ်းမြင်များပါရှမ်းမွေးဘဝကော်စောများပေါ်တွင်မနှင်းရသည့်အကြောင်းမှဆာ၍အရက်မတောက်တတ်သောအပူတို့ကိုတိုက်လိုက်သောမမှန်ဝိုင်နှင့်စပြည့်ဝိုင်များကိုလည်းဒဏ္ဍာရီပမာပြောမဆုံးမီကုတ်ကန်းရီကူကန်နှင့်အနောက်တိုင်းရင်ကျေးမှုကဝဲများအကြောင်း electric guitar ဝိုင်းနှင့်အဆူရောများအကြောင်းကိုထူးထွေစံပြစရာအဖြစ်ဖောက်တယ်ချကြလေသည် ဒိန်ငင်းနဲ့နေပြီးကင်သောချက်ကောင်များကို၎င်းတန်စီပြက်များပေါ်ဝဉဏ်နှင့်တင်၍ကင်သောငတလောက်ကင်များနှင့်ကျုပ်ဘူးတွင်မုတ်များကို၎င်းတတန်းထထရှိလာသည်အစကနဦး၌အမျိုးမတော်သောစောထူးကိုဥမြင့်ဆန်ယုံ၌အလုတ်တွင်မိထားတာကိုကြီးမားသောခြေစူးတရားဖြင့်သတ်မှတ်ကြသည်စောထူးသည်ခြံအလုတ်လည်းလိုရသည်ကားလည်းမောင်းရသည်တောက်တူမေယာခိုင်းသွေးကိုအကုန်ပြေးလို့ရသည်စောထူးလိမ်မာစီရန်အတွဲဟုအဖူးတို့ယူဆကြသည် အဖူးတို့အားအင်းမြယူသည် တားခြင်းမကင်းသောမိုးဟိတ်မင်းဥမြင့်ဆန်လူရာမင်းသမီးကွက်လက်ဖြစ်ရသည်ဆယ်ရန်ကိုခါခွေးအစင်းနှင့်နှခါအောင်မိကလေးကပကြီးချောင်းတက်နေသောမိုးဟိတ်လည်းမအာရဥမြင့်ဆန်အိမ်တို့တယ်လာတော့ယုံအလုံးများကိုဝိုင်းကူလုပ်ပေးရသည်အိမ်သုံးစင်းလည်းအတွက်ပေးရသည်စေးဆိုင်နေမှာရှေးရှာပေးရသည်ညှင်းစင်မီများပြင်ပေးရပြီးဆန်းနရပြက်လျင်လည်းပြင်ရသည်သမင်းစားကြုံခံတသက်ပါဟုမိုဟင်ကသူ့ကိုယ်သူကမွန်းတက်သည်နွေနွေလည်းအပေါ်ရမ်းမှာဘုံကြုံလေးပါပဲပြောလျင်နွေနွေကမခံနိုင်တဲ့ ဆရာတွေကနွေနွေတွေပုံဝင်မကြငါနဲ့စောတို့လို့နင့်အပေါ်ဘသူအရိုးပြောင်နိုင်မှာလဲဟုသတိပေးခြင်းစိတ်တွေကရင်ထဲတွင်ပြည့်တိတ်နေသည်နွေနွေကိုမြောက်မပေးပါနဲ့ကိုမဟိန်ကိုသတိပေးထားရအောင်မယ်နွေနွေလည်းတွန်းကြမှာပဲတင်လက်ဆန်ကပြောင်ဖွင့်ပြောလာသည်မြောက်ပေးစရာမလိုပါဘူးမိုးရင်ကထုံးစံတိုင်းသူ့နှုတ်ခမ်းကိုတင်းလျက်တုံတုံတိတိပြောလိုက်သည်နွေနွေစိတ်မချမ်းသာအောင်ဟုတ်ပြောတယ်ပြောပြောနေတာပဲအမှန်တရားကိုတော့ပြောရမှာပဲလေကဲဘလို့အမှန်တရားလဲ လူလူချင်းတင်စည်းခံရတဲ့အကြောင်းပေါ့ဟွန်းဘယ်လိုတင်စည်းခံရတာလဲပြောရင်တမိုင်းကြောင်းကနည်းနည်းရှိတယ်ရုပ်တရက်နားလဲဖို့လဲခက်တယ်သူကစကားလဲသိမင်းများမပြောချင်ဘူးအထူးသဖြင့်အကြောင်းမထွန်းရင်ပေါ့ကြီးကျယ်လိုက်တာဟဲ့လူအဖြစ်လူအဖြစ်မှဖြစ်တယ်ပြောချင်မှာဘူးလေကုံတယ်ပြောပါပြောစမ်းမှာမုံဟိန်ကအွန်လိုင်းလေသည်ပြန်လဲဆံကတစုံတစ်ခုခုကိုဆက်ပြောလျင်တစ်ခုခုကိုရိုက်ခွဲပြင်မြင်ထင်းသည်ရှူတိုးရောဟုအနေကျူသည်ဧည့်သည်များကိုစကားပြောနေရမှာဟန့်တားလိုက်သည် ပြန်လန်းဆန်သည့်မျက်ဆောင်တစ်ချက်ဝေးလျက်ထွက်ခွာသွားလေသည်။အရက်များလိုင်းငယ်ပေးနေသောဆော့ထူရီလက်သည်ရုတ်တရက်တန့်သွားသည်။ Secret Day ခင်းရန်လင်မန်းကင်လာသောမိုးဟိန်လက်များကဒေါသနှင့်တုန်နေသည်။ယခုတလောသူ့ရင်ထဲတွင် မကျေနပ်စရာတွေပြည့်ရှံနေသည်။အုံကြွပွင့်ထွက်တော်မည်ထင်ရမတတ်ပင်။ပလာတာစိတ်ငယ်များကိုစက်သားဟိမကန်နဲ့နှိလိုက်တော့တောက်ပတဲ့လွင်ကြီးငွေခရင်များဤလှူရှာဟန်ကိုအမှတ်မထင်ငေးကြည့်နေမိသည်။ဇန်နရခုံမကွဲ့ကလေးရလေးလက်ထောက်၍ အချင်းစုနေသောနွေနွေကိုလုံးဝလက်မကြည့်ပါဘူး။ကောင်းမွန်ဆိုင်ရင်ဆန်းရလက်တံမှာအကွက်ကျဲပင်မဲမထောက်မယွင်းငင်းငင်းသာသာတိခတ်သွားလေသည်။နွေနွေတန်အရောနည်းနည်းတုန်ခါကအတန်မြင့်မိုင်းတွင်ကြောင်နေသည်။စိတ်မပါသောလက်ခုပ်တံများကိုကြားနေရမြင်ပင်အမောင်ရိတ်တစ်ဖက်စွန်းတွင်မိမိငယ်တူ၏ခတ်အုပ်အုပ်ရည်တံကိုကြားရသည်။တင်လက်ဆန်နှင့်ဒေါကလက်ဆော့ထူကတီတူတရိပ်ပြလာသည်။ခရင်နဲ့ထိုးထားသောပလာတာစိတ်များကိုဒေါကလက်ဆိုသူအနောက်တိုင်းသားလူမျိုးကြီးကတင်လက်ဆန်အားခွန်ကျွေးနေသည် စလာနန်းနဲ့မှုန်နေသောချက်သားကြောင့်ဒေါက်ကလေးဤမျက်နှာမှာတားတစ်ပမာရဲရဲတွညင်မြန်းနေသည်ဆောထူသည်ခေါင်းကိုခါရမ်းနေသည်တင်လက်နေနော်ဘာလို့များဒီထောက်ဖက်နဲ့ဆိုတာယူကြိုက်ရပါလဲသူ့ရှင်ဘက်ကလေစံမွေးတွေဟုတ်ပါဘူးရှင်ဘက်ကအမွှေးတွေနဲ့ကြောက်ရှာကြီးသူ့ဘက်သူသဘောကျတယ်လို့ရင်မောနေသည်ဒေါက်ကလေးကိုထောက်ဖက်နဲ့ခေါ်ရတဲ့အတော့နှုံးအတွက်လဲသူ့ဘက်သားသူကျင်းနေနေမိသည်ဆောထူကနာမည်ပေးတော့တကယ်တော်တယ်နင်တွေကပင်ဩဘာပေးနေသေးသည် ။တင်လဲဆိုင်တငငချင်းစုမြတ်နန္နာကိုတော့ဆုတ်ပြတ်နန်းနေတဲ့။ကမလေးကလည်းသူ့စပင်များကိုအမွှေးဝခွေးကလေးလိုအမြဲရှုပ်ထွေးကဖြန့်ချထားရတဲ့။ဒါတော့သူတို့ကဆေးချောင်းသူတွေပဲ။ဆောင်းဖြစ်လာတဲ့အခါတွင်သူတို့လူနာတွေအတွက်ဖော်ဆက်တဲ့ဆေးရည်တွေစပင်ချီမြင်မပါတန်းကောင်းပါဘူး။ဆော့ထူဘဲမရှောက်မသွားနဲ့နော်။ဘောက်ကလပ်ကိုပို့ရအောင်မယ်။တင်လက်ဆန်ကလေးတန်းခတ်တင်းနေဖြစ်အမိန်ပေးတယ်လို့ပြောလိုက်သည်။နင်းနေတော့မခံချင်း။ငါဘဲမှသွားမယ်လဲစိတ်မကူမိပါဘူး။ ပြီးတော့ဒီလိုအချိန်မျိုးမှာဘယ်သူအရောပြင်ထွက်ဘူးလို့လဲစေတိကျွန်ထုံးနေသွားပဲဟုတ်ကဲ့မတန်လက်ပို့ပါမယ်ကျိုးနွန်စွာနှုတ်မှပြောပြီးစိတ်ချပါထိတ်ထားရဲ့ထောက်ဖက်နှက်ကိုကြံတော့အရာပို့ပေးမယ်ခမားလဲလိုက်ချင်လိုက်အောင်ဟုရေစရာပြက်လုံးတစ်ခုကိုဝမ်းထဲရှာခွေမိရင်ရေကျင်မိလေသည်ကောင်မကလေးကလှတော့လာတာပြားပါတော့ဖခင်ခင်ရင်လူထားတော့တင်လဲဆန်ဤညနေပြင်းအသားအည်သည်ငကိုထက်ချောမွနေသည် လေမော်ယောင်ဂျပန်ပိုးကိုလမောင်းရင်ပွားပွားလက်ကဝတ်တွင်စီးလျက်ရင်စေး blocks အင်ဂျီကိုခါရင်ပဲ၍စီးနာငါရင်တွင်ပွပွချုပ်ထားသည်ဒက်ထရွန်ပြောင်းအဖြူဆွတ်ဆွတ်တွင်လေမော်ယောင်ပိုးချီနှင့်ဖူးရန်သေးသေးထိုးထားသောထမိန်သည်နွဲလျှသောကိုလုံးတွင်တင်းရင်းစွာရှိနေသည်လေမော်ယောင်ဆိုးစင်းနှင့်လက်သေးရှိခြေသေးရှိတို့သည်တောက်ပြောင်းကတစားစင်အလှကိုဒီလောက၌ဖန်ဆင်းနေသည်မိန်းကလေးတယောက်တည်းပါသည်ဖြင့်တင်းလန်းဆန်အောင်လည်းတအိမ်လုံးကအလိုလိုက်ထားပြန်သည်ကားဆင်သင်ဖြစ်ပြီလားစောထူဟုတ်ကဲ့ နောက်ကလပ်ကိုပြည်လန်းချောင်းမှန်အောင်ပို့ရမယ်။ဟုတ်။ပြီးတော့ဇီးအားကြော်စွာနဲ့ဆုမျက်နှာရမောင်မောင်ကိုလည်းဝန်ထမ်းမိအောင်ပို့ပေးလိုက်။ညဘက်တယောက်တည်းဖြစ်နေရင်လည်းကိုမိုးဟင်းဖြစ်ဖြစ်စောစောဖြစ်ဖြစ်อืมကိုမိုးဟင်းတော့မခေါ်ပါနဲ့။ तू อ่ะစိတ်မထင်ကြစ်တစ်တစ်။စောစောပဲခေါ်သားဟုတ်လား။မစောတို့ရေခေါင်းကြီးပဲညိတ်နေနေပြောရလဲတေချာနားထောင်။ပြည်လန်းဆန်ဒီဟန်ပန်လေးတန်းနှင့်ပြောလိုက်လေသည်။သူဒီရှာဘလိုအနေထားနဲ့ပြောလိုက်တယ်မသိနားထောင်ရတာတော့တမျိုးပါပဲ။ယူနီစကားပြောပုံနဲ့လည်းမတူဘူး။ ဖီရိုမိုရိုပြောပုံနဲ့လည်းလုံးဝမတူမိုးရင်ရတော်မျိုးဤတန်ဟုဝေဖန်သည်မိုးရင်ရစိတ်တွေဖောက်လာလျင်တော့မရငယ်တန်ဟုပတ်ဆက်စွာပုတ်ခတ်ပြောဆိုသေးသည်ရေတော့လေရေရသည်စောတူကတော့စိတ်ညစ်လျင်အလကားနေရေစရာများကိုသာရှာကြံတွေးမိလေသည်ကောင်မကလေးကလှသလောက်ထလဲတော်တော်ထသည်သူ့အမေမမြင်လျင် secret ခိုးတော့သည်သူထက်ငယ်သောစောစောတငယ်ချင်းများနဲ့အရောတဝင်နေတတ်သည်အတွင်းငံမပါဘဲအပေါ်ဝေးတစ်ချက်ထဲနဲ့လူထဲသူထဲရှောက်သွားနေတတ်သည် တော်တော်အဆုမြတ်နန္ဒာသူနဲ့အတွင်းငံမဝစ်ပဲဆွဲတာတစ်ချက်သေးဝင်လာမီယာလမ်းခေါင်ခေါင်မှာလမ်းအလျှောက်ကောင်းသဖြင့်လမ်းတရေတအုပ်ကြီးအဆွဲခံရမလို့ဖြစ်သေးသည်ကံကောင်းထောက်မှ၍ဥမြင့်ဆန်ကနေတွေ့ပြီလို့ပေါ့တင်လက်ဆန်တို့အိမ်မှာအဆုမြတ်နန္ဒာတယောက်ကလည်းရေချိုးလျင်ဘယ်တော့မှတကားကလန့်မထိုးစော်တို့ပင်အကြောင်းမသိ၍အရေးတကြီးတကားတုံးဝင်မိသဖြင့်ရုတ်တရက်ကြက်သင်းဖြန်းကနေထပြီးအာအောလမ်းဖြန်းလျက်သဖူးတွင်ချွေးပေါက်တီးလာရင် အားတော့အားနာနဲ့ထိတ်ထိတ်ပြပြကြောပြမတော်လို့ ကောက်ငင်ကမစေးရပဲရှက်တလို့လို့ဖြစ်မိသေးသည်စွမျက်နှာကအပြုံးမပြတ်စိတ်မဆိုးလို့တော်ပါသေးသည်စိတ်ဆိုးလည်းမတတ်နိုင်ပါဂျပန်ရုပ်ရှင်ကားထဲမှာရေရောက်တယ်ရေကူးနေတော့ဂျပန်ရေငုပ်သမပိန်ပိန်လေးလောက်တောင်မှချစ်မကောင်းပါဘူးပိုးစိုးပက်ဆက်ပြောရတော့စောစောကတော့နယံကိုလောက်စလုံးတတာထတော့တာပါတယ်တက်တက်ညာညာပြောတာကိုသတိရမိသေးသည်မိုးဟိအိတ်ခံတဲ့သူရန်ဖန်ရန်ခါဝင်လာတဲ့တော့ဆုမျက်နန္ဒအတွက်မိုးဟိနေမကြာခဏစိတ်ညစ်ရသည် သူဆွဲပြီးကြနဲ့ဆွဲလက်စပကြီးကားများကိုအမောတော်ကဖွက်ရသည်သူကြိုက်သောပကြီးကားတွေ့လျင်မိုးဟင်အိပ်ရာပေါ်ဝင်200မျိုး300မျိုးတင်သွားကပကြီးကားကိုယူသွားတတ်သည်ပန်းလီဆိုတဲ့ပကြီးကားတော့အတော်ပြန်တောင်းယူရသည်ကိုဟင်ဟာစုကိုမခင်ဘူးလားမေးတတ်သည်စုပုံသူရောဘယ်တော့ဆွဲပြီးမှလဲဟုမကြာခဏနားပူရပြန်သည်ဆွဲကျင်တဲ့စိတ်ဖြစ်လာမှပကြီးဆိုတာဆွဲလို့ဖြစ်တာစုပုံရောဆွဲကျင်တဲ့စိတ်မရှိဘူးလားမေးလျင်တော့အဖြေရကြက်ကြက်နဲ့ပြုတ်နေမိသည် ။တနာသလိုဖြစ်ပြီးခေါင်းကိုမခါရမ်းမိအောင်သတိထားလိုက်ရသည်။ဆုမျက်နန္ဒာ၏ရုပ်ပုံကိုဘယ်လိုမှကူဆွဲခြင်းစိမ့်မပေါ်တာအမှန်ပဲ။ဖြူဖြူတသွဲနဲ့ထလာလေးပါပဲ။မျိုးလုံးမျက်ဖန်လှသလားနှာရံလည်းလွင်သားပဲ။ဒါပေမဲ့ဆုမျက်နန္ဒာ၏မျက်နှာတွင်ဘာအိပ်ပဲမှဖော်လို့မရ။ဘဝပေါ်အမှုပညာပေါ်အကြောင်းအရာပေါ်လေးလေးနက်နက်မထားရတော့မျက်နှာပြင်မှာအာယုံဖန်းခတ်လာသည်။စိတ်ပြန့်လွင်သည်။ငြိမ်မှုကိုရှာဖွေမရသည့်အတွက်တိမ်မွေ့နူးညံ့သောအရေးအယောင်များပြက်ပြဲသွားသည်။ ရန်ကုန်ကိုရောင်တန်းလျားတွင်အငတ်ခံအပင်ပန်းခံအနှိမ်ခံအညူစုခံပြီးပညာလာရှာဖွေရာတွင်စုမျက်နှာပုံလိုရေးဆွဲဖို့မဟုတ်သည်ကိုကြောင်ကြောင်တင်းတင်းပြောဆိုလျက်အာနာပြီးအတာငြိမ်နေလိုက်ရသည်။ကံကြမားလို့ဆိုရလိမ့်မည်လားလူမတန်ကံချရမည်လားကံကိုယုံ၍စူးပုံနေရသူအပြစ်လားစင်စားသိငယ်သည်ဟုဆိုရင်မိုးဟင်းကထိုစင်စားကိုဓာပြင်းနှုတ်နှုတ်ဆင်း၍ထောင်းထောင်းညက်ကြီးခြေပြစ်လိုက်မည်ဟုကြုံးဝမိသည် မုံရင်ဓာချက်ဖြင့်ပြင်းမခရမ်းပွင့်ချက်တို့သည်ကြေမွကလွင့်ရှင်ကုန်သည်နွေနွေသည်ဆေးရုံကပြန်လာကလေးကထမိန်နေပင်မချွတ်ရသည်မျက်လုံးရင်တွင်မျက်ရည်စာတွေဝေးနေသည်စတုံးထက်မှအဖြူရောင်ကောင်းဆောင်ကိုချွတ်လိုက်ပြီးစတုံးကိုဖြီးကသပင်တွင်အပူတွေမှလိုဖားရချထားလိုက်သည်ဒီကိစ္စကထိုးဖြစ်ရှင်းရမယ့်ကိစ္စပါမုံဟင်းရဲ့မုံဟင်းဓာဝင်သောလက်ကိုလိုက်ဆွဲလဲမုံဟင်းကလက်မခံဓာတ်ကိုကြောက်မက်ဖွယ်ရကောင်းအောင်ဝှေ့ရမ်းနေသည် မဝင်ရင်ဓာချက်နဲ့တရက်ပင်အကိုင်းအခက်ရောအသီးအစိမ့်တွေရောအခိုင်လိုက်ကျိုးပြက်ကုန်ကြီး။ဟောအသီးတွေတော့ကုန်ပါပြီ။အပေါ်ရမ်းမှစူးစူးဝါဝအော်တန်ကြားလိုက်ရသည်။နင်းတွေးသည်မိုဟိတ်မိုဟိတ်တို့ပြောတာနားမထောင်တော့ဘူးလား။ငိုတံမာနဲ့អော်လိုက်သည်။စောထူးစီမြေပေါရမှာပြေးလာကမိုဟိတ်လက်ကိုဖမ်းဆုပ်လျက်ဓာတ်ကိုအတင်းလူယူလိုက်သည်။နင်းယူနေသလားဖဲ့စမ်း။စောထူးစီကွန်ဒရွေးကိုပက်ခနဲ့ထွေးထုတ်လိုက်သည်။ မိုးဟင်းနေစောထုနဲ့နွေနေမျက်နှာကိုစိစိကြည့်ကငါဒေါသနဲ့ယူနေတယ်စောထုလူသက်အမှငါကျင်းနေမယ်ငါဒီနေ့အလောင်းတွေထက်နေအောင်တတ်ပြင်မှာတို့တတ်ပါမိုးဟင်းရဲ့နွေနွေရပြောလိုက်ရင်တော့မိုးဟင်းဒီနွေနွေဤပခုံးကိုလက်နှစ်ဖက်နဲ့တင်းချက်စွာဆုပ်ကင်ပြီးကင်လှုပ်ခါငါတက်ချင်တာနင့်ရောမဟုတ်ဘူးဘသူ့ကိုတက်ချင်တယ်ဆိုတာနင်မသိဘူးလားမိုးဟင်းကအော်လေးရဲ့မေးလိုက်သည်နွေနွေဒီတုံရင်သောလက်နဲ့မိုးဟင်းလက်မအိုးကိုတအားဆုပ်ကင် ။နေရဒီလိုဖြစ်နေတော့ငါဘလို့နေရမလဲ။ငါဘာပြောရမလဲ။ငါမိုက်တာငါသိတယ်။ငါမိုက်တာငါသိတယ်။ပြောပြောဆိုဆိုငိုလေသည်။စောထူးသည် ဖြော့တော့နေသောနွဲ့နွဲ့ဤညနာကလေးအားဆိုင်ကြည့်ရင်နွဲ့နွဲ့ထိုင်လိုက်ထိုင်လိုက်အေးအေးဆေးဆေးစကားပြောတာပေါ့ဟာ။ကျင်နာစွာပြောလိုက်သည်။မိုးဟင်းကြီးပြင်းမပင်စီကိုဓာနဲ့လှမ်းထောက်ကတကယ်တော့နေဟာဒုနမလေးပါ။ငါနဲ့ဖိုးစောတူကနင့်ကိုနှမကလေးတယောက်လိုစောင့်ရှောက်ခဲ့တာပဲပြောရင်မိုးဟင်းလဲ အတန်တုံးနေသည်နင်းရွေးသည်ညီပေါ်ဒူးထောက်ထိုင်ချကဆာသူနဲ့ယူရောမလို့တေးစားနေရနဲ့သူနားလဲပါတယ်ဟာပြောမနေပါနဲ့တော့ခုမှအပြစ်တင်လို့လည်းမထူးတော့ပါဘူးစောဒူးကစိတ်မချမ်းသာနဲ့ပြောရင်ရင်ထဲတွင်တက်ခေါက်လိုက်သည်မဝင်ဒေါသဖြစ်မှာဆိုလို့သာငါလဲကောင်းမွန်ဆန်ဆိုတဲ့ကောင်ရဲ့လေပင်ကိုဓာတ်နဲ့လှိပစ်ချင်တယ်သူများသားသမီးကိုဟင်းရွက်ကစွန်းလို့နှမချင်းမဆာနာညနေသည်မျက်နှာသားကိုပြန်ပြင်သည်မျက်ရည်များကိုပြန်ထင်ရင်ခေါင်းကိုနည်းနည်းမှတ်ခါတို့သတိရှိပါရဲ့ ဒီကလေးဖေကိုတရားဝင်မယူရပါမယ်။ကလေးကိုမွေးရတယ်။ဖေမရှိတဲ့ကလေးလိုမျက်နှာမျက်နှာငယ်ရမယ်ဆိုရင်ဒီကလေးကိုငါပဝင်းချင်းကိုရင်ဆိုင်နိုင်အောင်လို့လေ့ကျင့်ပေးမယ်။ဘာဖြစ်ဒီကလေးရဲ့အဖေကဒေါက်တာကောင်းမွန်ဆန်ပဲဆိုတာသိကြမှာပဲ။မိုးဟင်းကတက်တချက်ခောက်လိုက်ပြီးနွဲ့နွဲ့မျက်နှာကိုစိမ့်စိမ့်ကြည့်ရင်။ဘာလဲ။ကောင်းမွန်ကနင့်ကိုမယူတော့ဘူးလေလား။တော့နိုင်ငံသားသွားရမှာရဲ့။ဘာကြောင့်ကလေးကိုတော့သွားမယူခြင်းဦးလဲ။ကလေးကိုဖျက်။အော် အမှန်တော့သူလဲဆရာဝန်ငါလဲ nurse ပဲကလေးမရှိအောင်နေကြတာပဲရှိလာတော့လဲပဲတက်နိုင်တော့မလဲဟဲ့အမေကသူသဘောကျတယ်လို့လွတ်လပ်နေပြီးမှဒီကလေးကိုဖျောက်ဖျက်ပြရမယ်ဆိုရင်ဘယ်တရားပါမလဲအချက်ရကျန်တဲ့တော့ရှားစီတော့မိမတရားဖို့အဆိုးဆုံးဘဝဆိုတာကိုငါနားလေတယ်မိုးရေငါဘဝမကောင်းတော့ဘူးဆိုတော့နင်တို့ထက်ငါတိတာပေါ့နွေနွေဒီရှိုက်ကြီးတငယ်ငိုလေဒီမိုးဟိန်းနီနွေနွေအနည်းနဲ့ထိုင်ချရင်နွေ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  မြင်းတွေဤလက်ကလေးများကိုစုပ်ကန်လျက်သာနေမိလေသည်မြင်းတွေကမဟင်းသတိပေးကလေးဟာငါလည်းငါကန်ကျမအောင်ငါမြင်နေရပါတယ်ဒါပေမဲ့ငါနဲ့သူနဲ့ကဖြစ်နေကြပြီဆိုတော့ဘာမှမတတ်နိုင်တော့ဘယ်ဆေးရုံမှာဘယ်ဆရာဝန်ရုံမှာအရေးမဆိုင်မိပေမဲ့သူ့ rush မိရဲ့ချစ်ရုံနဲ့မကောက်ရုံလဲရုံနဲ့ကလေးရပြီဆိုတော့ယူပစ်ပြီလို့ဝမ်းသာမိတာဘလုံးမထွေးရှိုက်တန်နဲ့ကလေးငယ်ပမာတွတ်တွတ်ဆက်ပြောနေသေးသည်မိုးဟိန်နေနားမထောင်ရင်တော့ရှင်နေလဲနာသည် ဒီကိစ္စကိုနွေနွေအဖူကဘယ်လိုပြန်ပြောမည်လဲမမှန်းစနိုင် အဖူတို့အဖီတို့အမိုးတို့ဘယ်လောက်စိတ်မချမ်းမသာဖြစ်လိုက်မလဲနွေနွေအားလောမသူ ဟုလည်းမဆိုရက်ပါဘူးဇက်တူသားစားရက်တော့ကောင်းမော်အားသာ အမျက်တို့ရန်လိုမိသည်ဖြူစင်တန်ရှင်းမြဲဖြစ်သောကလေးမျက်နှာကလေးလိုနုနယ်သောနွေနွေအားကြည့်ပင်မကြည့်ချင်တော့ဘူးဘုံမကြီးရှင်မကိုပတ်တာသောနေရက်ကမြင်ကွင်းကိုလဲနေရှင်မ ောရက်စွာဖမ်လမ်အမည်နဲ့ရေးဆွဲသောပကြီကားချက်တွင်ထည့်ရေးဆွဲလျက်နင်းရီဤရုပ်ပုံလာပါကားခုန်နေသူတွင် အမိအရာဖမ်းထည့်လိုက်သည်။ဘာကြောင့်မှမသိနင်းရီဤခေါင်းထက်တွင်ပန်းဤပန်ပေးလိုက်မိသည်ကိုသတိရတိုင်းစိတ်မကောင်းဖြစ်မိသည်။အိုင်ချင်းကိုအတန်နေအတန်ထားနေဆိုတတ်သောအဖူးကို ရုတ်ချီးတတိယမိလေသည်။မိပါဘိုးဘွားစိုးစကားကို နားမြင်မဝင်ထိမထင်ပဲကျိုးဝင်ကြီးမြောက်ပရောက်ပင်တော်ညောင်မင်းကြီးရင် တောက်ဆိုင်ကပြန်ထိန်ကန်တွင်မှလာရင်မြတ်မြင်နေမလှမ်းတဲ့ပန်းလွင်လွင်ကိုရွှင်လိုမြူးလိုကစားလို၍ဝါဇူဦးကပန်းဖူးတယ်။အမေမင်းဖြစ်ရလေးချင်းရင်းမာရဲ့ပေါ်တော်တလင်းနဲ့မိုးရင်းဝါဝင်ဟိုဆောင်ဦးတို့မကူးရင်ကအရင်လူနဲ့ကွဲရတယ်ရှင်။အပြူစင်ငယ်ကကျွမ်းမာတဲ့လွမ်းတုံတင်လေး အားပေးနှားဆင်နေကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။အပိုင်း6ကိုလည်းဆက်လက်ဆောင်မြော်ပေးပါအောင်နော်။